ရွှေပြည်အေးဖျားတရွှေပြည်အေးဖျားသည် အတာရွာဤအစောဆုံးဘာသာရေးဆိုင်ရာတင်ဂေတာဖြစ်သည်နှစ်ဂုံးပေါင်ခစ်လေဗဒုံမင်းလက်ထက်တက္ကရာ1153ခုနှစ်တပေါင်းလဆန်း9ရက်ကြာတာပတိနေ့ခရစ်တက္ကရာ1962မတ်လ1ရက်တွင်ယဟန်ခင်ကြီးဖြူနှင့် ခင်ကြီးမျိုးတို့ကရွှေပြည်အေးဖျားကိုအစမူလအုပ်မြေချတည်ထားခဲ့သည်ကျောက်ပန်းတော်မျိုးဇေဒီကြီးဖျားထက်3နှစ်စောသည်၃ ။နောက်နှစ်ပေါင်း100ကျော်မြကြာပြီးနောက်တဘာဝဘေးအန္တရာယ်မျိုးမျိုးကြောင့်ရွှေပြည်အေဖျားမှာဖျားငုတ်တို့ဖြစ်ရောက်ရှိလာခဲ့ရာကိုလိုနီခေတ်တက်ကရေ1982ဒုတိယဝါဆိုလာဆန်း9ရက်ကြာတာပတိနေ့ခရစ်တက်ကရေ1920ဇူလိုင်22တွင်အတာရွာလေကျောင်းဆရာတော်ဦးအာတပကဤတိုက်တွန်းနှိုးဆော်မှုဖြင့်တပည့်ရဟန်းဦးကေတရနှင့်ဒါယကအများတို့သည်ရွှေပြည်အေးဖျားကိုတတ္ထဌာနအတ္တတီပြုပြင်ကြသည် အတာအုပ်ရှိကုံရွာဘိုးလူငယ်ကတောင်ဘက်အနောက်ဘက်မြောက်ဘက်မြို့သုံးခုအတွက်ငွေ30လူသည်အတာလေးရွာဓာရက်ကဓာကြီးကမအပေါင်းကအဖြစ်ဆွဲငွေနှင့် ကျန်လိုသည်။ငွေကိုဘိုးမင်းကျော်ကိုရကျော်ကိုတိုင်းအေးကိုစံခိုင်းကိုဘိုးမောင်ကိုသူတော်ကိုနန့်ကိုပေကိုဘိုးစင်ကိုရွှေဖော်ကိုနွဲ့ဖရာဒါရကတကြိတ်တယောက်တို့ကစိုက်ထုတ်ကြသည်လေးတက္ကရီ1985ဝါခေါင်လာဆန်း9ရက်တနင်္လာနေ့ခရစ်တက္ကရီ1923တွင် အတာအုပ်ရှိကုန်းရွာနေဘိုးလူငယ်မင်းငိမ့်တော်တို့ကရွှေပြည်အေးဖျားရင်ပြင်၌ဇေယျဆောက်လုပ်လူတန်းသည်ဇေယျကုံငွေ40ငါတကရီ1995တဆောင်မုံလဆန်း10ရက်တောက်ကြနေ့ခရစ်တကရီ1933အောက်တိုဘာလ29တွင် အတာရွာလေကျောင်းဆရာတော်ဦးအားသာပါပြန်လွန်တော်မူရာရွှေပြည်အေးဖျားအနောက်တောင်ဘက်အနီး၌ဆရာတော်ဤအယိုးပြကိုထပ်ပနာ၍ဖျားတည်ထားရှိသည့်တတ်တော်88ဝါတော်69 6 တက္ကရာ1300ပြည့်တဆောင်မုံလာပြည့်တနင်္ဂနွေညခရစ်တက္ကရာ1938နိုဝင်ဘာ6တွင်ဥက္ကဋရနှင့်ဒါယကာအပေါင်းတို့သည်ရွှေပြည်အေးဖျားမှဇော်ကြီးတောင်ဖျားသို့ဆက်တန်း၍စီမီပူဇော်ကြသည် ထိုစဉ်အတာအေးနောင်ရမတည်သည်ခုနှစ်တက္ကရာ1344နေုံလာဆန်း10ရက်အင်္ဂါနေ့ ခရစ်တက်ကရ1982ဇွန်လ3ရက်နေ့တွင်အတာရွာမှကြေးရွာဥက္ကဋ္ဌဦးထွန်းရေးဦးဆောင်မှုဖြင့်အတာရွာမှကြေးရွာနေလူလူအပေါင်းကရွှေပြည်အေးဖရာနှင့်ဝင်းကျင်ကိုတန်ရှင်းကြပြီးပြည်သူအများရေတုံးဆွဲနိုင်ရန်ဖရာမြောက်ဖက်၌ရေကန်တူးဖော်ကြသည်၈တက်ကရ1345ကစုံလပြည်ဂျာတာပါတီနှင့် ခရစ်တက်ကရ1983မေ26တွင်ကြောက်ပန်းလောင်းမြို့ ဘူတာရက်ကွက်နေဥတိုက်ဒေါခင်ဆယ်မိသားစုကဗုဒ္ဓဂါယာမှာပင့်ဆောင်လာခဲ့သောဘောဓိညောင်ပင်ကိုရွှေပြည်အေးကံမြောက်ဖက်၌စိုက်ပျိုးပူဇော်သည်၉ရှေးကအတာရွာမှနေဥတာပြင်ဒေါ်ဝိနှင့်သာသမီများဖြစ်ကြသော ဥညိုယောင်ဒေါ်အေးရင်ဒေါ်ခွားညွန့်ဒေါ်အေးလိုင်ဒေါ်အေးစင်ဦးစောခိုင်မောင်နှမ6ဦးတို့ကတောင်ဖြူတောင်တွင်ဇရက်တဆောင်ဆောက်လုပ်ထားရှိခဲ့ရာနှစ်ကာလကြာမြင့်လာသည့်နှင့်အမျှတဆတဆယိုယွင်းပျက်စီးလာခဲ့သည့်ဖြင့်မောင်နှမ6ဦးအစုမှတားမြေတို့သည်ဇရက်ပြက်မှကောင်းလို့ရရာတိုင်းတို့ကိုရွှေပြည်ဖျားတို့တဲယူကလိုအပ်သမျှထက်မှန်ဖြည့်ဆွက်ကြပြီးဖျားအရှိဘ၌၄ပြင်၃ပြင်တက်ငယ်မိုးဝါချန်းခင်းနေကျော်ဇရက်တဆောင်ကိုတက်ကရစ်1345တပိုးတွဲလာခရစ်တက်ကရစ်1984ဖေဖော်ဝါရီလ တွင်ဆောက်လုပ်ထားရှိကြသည်။ညမကြမီကာလအတွင်းအတာတိရိမင်္ဂလာကျောင်းဝိုင်းအနောက်တောင်ထောင်ကျောင်းဝိုင်းပြင်ပရှိ စိုက်ပျိုးရေးဌာနကမူလဆောက်လုပ်အသုံးပြုခဲ့ပြီးနောက်စွန့်ပစ်ထားခဲ့သော ရှေးပြေးရုံးအဆောက်အဦဟောင်းကိုအတာရွာမှဥထွန်ရေး၏ဥဆောင်မှုဖြင့်ရွှေပြည်အေးဖျားဝိုင်းတွင်သို့ရွှေပြောင်းဆောက်လုပ်ကြကာအတာရွာမှကုတုရှင်အပေါင်းတို့ကအမိုးအကာဖြည့်စည်းလူတန်းကြသဖြင့်နားနေစရာဇရက်တဆောင်တိုးပွားလာခဲ့သည်။၁၀တက္ကရေ1348တရင်ကျွလာ ခရစ်တက်ရက်1986အောက်တိုဘာလတွင်အတာရွာမှကြေးရွာဥက္ကဋ္ဌဦးထွန်းရေးဦးဆောင်သောအလူရှင်တရကအပေါင်းကရွှေပြည်အေးဖျားကိုမှန်တင်ကန်းကတ်လူပူဇော်ကြသည်ဦးအားတပအယိုးဖျားကိုလည်းထုံးဖြူကုန်းမြောင်းရှိဘက်သို့ကြောင်းရွှေ့တည်သည်၁၁တက်ရက်1358တဆောင်းမုံလာပြည့်တင်းလာနေမြ ခရစ်တက္ကရ1996နိုဝင်ဘာ25မှစတင်၍အတာရွာမှဥခင်မောင်ဒေါ်တင်နုမိသားစုတို့ကရွှေပြည်အဖျားတွင်ညစဉ်လျှက်စင်ပြီးပူဇော်ကြသည်။ဆနစ်တက္ကရ1368ပြာတူလခရစ်တက္ကရ2000ဇန်နဝါရီလတွင်အတာရွာမှဥမြင့်သိန်းဥဝင်းသေးတို့ဥဆောင်၍အတာရွာမှအလူရှင်အပေါင်းတို့ကရွှေပြည်အဖျားဝိုင်းပက်လယ်မှဥဒတိုင်းဆောက်လုပ်လူဒန်းကြသည်။ ဖျားမှန်တင်ကန်းများကွာကြပျက်စီးလာသည်ကိုတန့်စင်ရှင်းလင်းပြီးဖျားတွင်ရွှေတင်ကန်းကပ်လူကြသည်ဖျားတို့အဝင်မုတ်ဦးကိုကြောက်ပန်းတော်မျိုးဘူတာရက်ွက်နေဦးထွန်းရေးဒေါ်တန်းကြီးသားသမီးတစုတို့ကဆောက်လုပ်လူတန်းကြသည်ဆက်သုံးတက္ကရီ1380တပို့တွဲလခရစ်တက္ကရီ2009ဖေဖော်ဝါရီလတွင်ပျက်စီးစပြုနေပြီဖြစ်သော6ဦးစုဇယက်နှင့် ရှေ့ပြေးယုံဟောင်းဇယက်တို့ကိုဖျက်သိမ်း၍ကြံကောင်းရာရာကို အတာရွာမှကုတုရှင်အပေါင်းကစူပေါင်းလူဒန်းဖြစ်စည်းကြပြီးရွှေပြည်အေးဖရာအရှိတ်၌နှစ်ဆောင်ပြိုင်နေကြောစရက်တစ်ခု၎င်းတောင်ဘက်ကလေးရဲ့နေလိုက်စရက်တစ်ခုတို့ကိုဝိုင်းဝန်းဆောက်လုပ်ကြသည်၁၄ တက်ဂရိတ်1381နောက်တခုလပြည့်ကျော်တရက်ခရစ်တက်ဂရိတ်2010မတ်လ30တွင်အတရွာမဦးအေးမင်းဒေါ်ငွေနင်းတို့ကတားတပည့်ဖြစ်သူကွယ်လွန်သူမောင်မင်းစိုးစံဤကုသိုလ်ဖြစ်အတရွှေပြည်အေးဖျားအရှိဘက်ကလျက်တွင်ဖျားဆောင်မှုဆောက်လုပ်ပြီးကြောက်စင်းသူတစုပူဇော်ထားရှိသည်ဆက်၅ တကရီ1389နေုံလာဆန်း73ရက်စနေနေ့ခရစ်တကရီ2015မေ30တွင်အတာရွာလဲကျောင်းဆရာတော်ဦးကောဝိဒဥဆောင်၍ရွှေပြည်အေးဖျားကိုထက်မှန်ပြုပြင်ကြသည်ဖျားကိုရွှေတင်ကန်းကတ်လူကြသည်76တကရီ1380ကစုံလာခရစ်တကရီ2018ဧပြီလတွင် ကွယ်လွန်သူများဖြစ်ကြသောအဖ ဦးချစ်ဆိုင်အမိဒေါ်လာကြီးနဲ့အကိုကိုတိန်းစော်ဝင် ကိုဝင်းစိုးမလောက်ဦးတို့အားယေဆု၍ကြံရစ်သူမောင်နှမတဆုတို့ကရွှေပြည်အေးဖျားဝိုင်းတွင် နေလိုက်စရက်ဆောင်ကိုတောင်ပတ်မှသူမိုးအဖီချလူတန်းကြသည်ဆက်ခွန်တက္ကရေ1380ပထမဝါဆိုလာခရစ်တက္ကရေ2018ဇူလိုင်လတွင်မြင်းချံမြို့အမှတ်နှစ်ရက်ကွက်နေဦးတင်အောင်ဒေါ်တန်းရင်မိသားစုဦးမောင်ခိုင်ဒေါ်တင်ဆွေမိသားစုနှင့် ကိုဝင်းသိန်းကိုမင်းမင်းထေးကိုကျော်မင်းထွေးကိုရဲအောင်ဆိုးကိုကျော်ခိုင်ဦးကိုအေးချမ်းတို့ကပေါင်းစု၍အတာရွှေပြည်အေးဖျားအနီး၌တကွန်တိုင်းဆောက်လုပ်လှူဒန်းကြသည်၁တက္ကရာ၁၃၈၅တပိုတွဲလခရစ်တက္ကရာ၂၀၂၄ဖေဖော်ဝါရီလတွင် အတာရွာမှဥခင်မောင်ဒေါ်တင်နုမီသားစုကဥဆောင်၍ရွှေပြည်အေးဖျားဇေယျများတွင်တမန်တလင်းခင်းလူကြသည်၁၉တက္ကရာ၁၃၈၅တပေါင်းလား ခရစ်တက်ဂရီ2024မလာတွင်အတာရွာမှဦးထေးလိုင်တော်မျိုးနွယ်မိသားစုကရွှေပြည်အေးဖျားဝင်မှုဦးမဆာ၍ရှောက်လန်းစစ်ကြံတန်ဆောင်းဆောက်လုပ်လူတန်းသည်20တက်ဂရီ1385တပေါင်းလာပြည့်ကျော်3ရက်ပုတ်တဝူးနေ့ ခရစ်တက်ဂရီ2024မလ29မှစ၍မြတားမြို့ဦးမောင်တိန်ဒေါ်မြရှင်မိသားစုတို့ကရွှေပြည်အေးဖျားကြီးနှစ်ကာလအရှိကြာကြန့်ခိုင်တည်တဲ့စီရန် အောက်ခံကုန်ပလင်မြင့်မှစ၍ပြုပြင်မှုမှန်မှုများလှုပ်ဆောင်ကုတူယူလျက်ရှိကြသည်27ရွှေပြည်အေးဖျားသည်ယခုအခါတက်တန်း232ပြည့်ခဲ့ပါပြီ။ နှစ်စဉ်တကြံကာလ၌ဥပုပ်ရရှိစောင့်ကြခြင်းတစုံလပြည့်ဝင်းကျင်၌ရရှိပဋ္ဌံပူဇော်ကြခြင်းညောင်ရီတွန်းလောင်းကြခြင်းနှင့်တဆောင်မုံလပြည့်နေတွင်ဖျားပွဲအဖြစ်စီမီထွန်းညီပူဇော်ကြခြင်းတန်ဃာတော်များပစ်ဆောင်ပြီးဆုံးကတ်လူကြခြင်းတို့ကိုဒါယကဒါယိကာမအပေါင်းကဘိုးဘေးအဆက်ဆက်တို့ထုံးတန်းစင်လာအတိုင်းလက်ဆင့်ကမ်းကုတို့ဖြစ်မပြတ်လှုပ်ဆောင်လျက်ရှိကြသည်ယခုဖော်ပြခဲ့သော အကြောင်းအရာတို့သည် ဥယဲလွင်ရေတာပြုစုထားသောမှတ်တမ်းစုမှ ရွှေပြည်အေးဖျားသမိုင်းအားဖတ်ရှု၍ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။